နေစင်မနဲ့ဒေသနာအစီအစဉ်ကနေအားလုံးကိုယေရှုနာမအားဖြင့်တပံပြန်လဲကျိုးဆုံနှုတ်ခွန်းဆက်တာလိုက်ပါတယ်ဒီကနေ့မနဲ့အားလုံးနဲ့အတူတူကခံယူတည်ဆောက်ခြင်းနဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးကတော့သခင်ယေရှုခရစ်တော်ဤတတုတမီဆိုတဲ့ခေါင်းစဉ်လေးနဲ့အတူတူကဝေငှခွန်အားယူခြင်းတာဖြစ်ပါတယ်အချီးပြုခြင်းနှစ်ချက်ရှိပါတယ်ကျွန်တော်တစ်ချက်ချင်းဖတ်ပြမယ်နော်ဗျာဒိတ်ခြင်းအခန်းကြီး19အငယ်9ကနေ9အထိဖြစ်ပါတယ် ငါတို့ဒီဝမ်းမြောက်ရှင်လန်းကြကုန်အံ့ဂုံတော်ကိုချီးမွမ်းကြကုန်အံ့အเจ้าမူကတိုးတငယ်ဤမင်္ဂလာဆောင်ပွဲကိုခံချိန်ရှိပြီသူဤမိမဒီကိုကိုတန်စာဆင်ပြီးဟု စီဝေတော်သူအများတို့ဤအတန်ဓမုတ်တရားတန်ပြင်းစွာတော်မိုးကျူးတန်ကဲ့တို့ငါကြဤထိုမိမဒီစင်ကြေပြောင်လက်တော်ပိတ်ချောကိုဝတ်ဆင်ရတော်အခွင့်ကိုရဤထိုပိတ်ချောမူကတန့်ရှင်းသူတို့ဤဖြောက်မတ်ခြင်းပေသည် ကောင်းကင်တမန်ကလည်းတိုးတငယ်ဤမင်္ဂလာဆောင်ပွဲတို့ခေါ်ဖိတ်ခြင်းကိုခံရတော့သူတို့ဒီမင်္ဂလာရှိကြ၏ဟုရေးထားလောဟု၍၎င်းဤစကားသည်ဖျားသခင်နှုတ်တော်ထက်စင်စစ်ဖြစ်၏ဟု၍၎င်းငါအာပြောဆို၏ချက်တော်ညီကိုမောင်တော်တို့ဒီပြာတိတ်ကျမ်းကလေပုံဆောင်မှုတွေနဲ့ပြည့်နှက်နေတဲ့ကျမ်းစာတစ်ဆောင်ဖြစ်ပါတယ်ခရစ်တော်ရဲ့တပည့်တော် တမန်တော်၁၂ပါးထဲကအကုန်လုံးတေကုန်ပြီးမှနောက်ဆုံးကျန်တဲ့တပည့်တော်တစ်ပါးရှိပါတယ်အဲ့ဒါတော့ယောဟန်လို့ခေါ်တယ်နော်သူပတ်မှုကျွန်းမှာနေတဲ့အခါမှာဘုရားသခင်ရဲ့ပေါ်ပြခြင်းကိုခံရတယ်အာဘုရားသခင်ကနောင်လာတဲ့အခါမှာဘာတွေဖြစ်မလဲဆိုတဲ့အရာကိုသူ့ကိုအများကြီးပေါ်ပြတယ်အဲ့လိုပေါ်ပြတဲ့အခါမှာဟိုဘာလဲနောင်လာမဲ့အရာဒီလိုဖြစ်မယ်ဆိုပြီးမှတဲ့တို့ပေါ်ပြတာမဟုတ်ဘဲနဲ့ပုံဆောင်မှုတွေအများကြီးနဲ့ပေါ်ပြထားတာကျွန်တော်တွေ့ရတယ် ။ဒါကြောင့်ဗျာဒိတ်ကျန်းကိုတည်တည်ချာချာဟိုနားမလည်ဘူးဆိုလို့ရှိရင်တော့အ낵ပြန်လွဲသွားနိုင်ပါတယ်နော်။ဥပမာကျွန်တော်ခုနဖတ်တဲ့ဒီကျန်းချက်မှာဆိုလို့ရှိရင်တိုးတငယ်ဤမင်္ဂလာဆောင်ပွဲလို့ပြောတယ်။တိုးတကောင်ကဘယ်လိုလို့မင်္ဂလာဆောင်တာလဲ။စာအနေနဲ့ကြည့်မယ်ဆိုရင်အဲ့လိုမျိုးခံယူချက်မှာသွားနိုင်ပါတယ်။အော်ဒီမှာပြောတဲ့တိုးတငယ်ဆိုတာသခင်ယေရှုခရစ်တော်ပြောတယ်ဆိုတာသင်နားလည်လာတဲ့အခါမှာမှသင်ရှင်းလင်းလာမယ်။တော့တိုးတငယ်ရဲ့မင်္ဂလာဆောင်ဆိုတာသခင်ယေရှုခရစ်တော်ရဲ့မင်္ဂလာဆောင်ပွဲကိုပြောတာ ဆိုတော့တတို့သမီးကဘာတူလဲတတို့သမီးကအသင်းတော်ကျွန်တော်ယုံကြည်သူတိုင်းကိုပြောတာဒါကြောင့်အခုတင်နားထောင်နေတဲ့တင်ဟာလေးယေရှုခရစ်တော်ကိုမိမိကယ်တင်ပန်းရှင်ဖြစ်ယုံကြည်တဲ့သူဟုတ်တယ်ဆိုရင်တင်ဟာသခင်ယေရှုခရစ်တော်ရဲ့တတို့သမီးဖြစ်တယ်ကျွန်တော်ဟာသခင်ယေရှုခရစ်တော်ရဲ့တတို့သမီးဖြစ်တယ်ဒါပေမဲ့ဒီနေရာမှာနားလည်မှုမလွဲစေချင်ဘူးနော်တတို့သမီးလို့ပြောလိုက်တာနဲ့ကျွန်တော်တို့ကဘယ်လိုသွားခံယူလဲဆိုတော့ဟာ အော်ဥမာကျွန်တော်ကဆရာရဲမင်းကျွန်တော်ကယောက်ျားလေးဟာငါယောက်ျားလေးတစ်ချိန်ကြာလို့ရှိရင်ခရစ်တော်ကငါ့ကိုမိန်းမအဖြစ်ယူမယ်ဆိုရင်ငါကမိန်းကလေးကိုလုံးပြောင်းသွားမှာလားမဟုတ်ပါဘူးအဲ့လိုမသွေးပါနဲ့အခုနပြောတဲ့အတိုင်းကျွန်တော်တို့နားလည်ရမယ်ဗျာဒိတ်ကျန်ကပုံဆောင်မှုတွေနဲ့ပြည့်နေနေတယ်ဆိုတော့မမင်းနဲ့တမန်ကျန်စာကပြောတဲ့သခင်ယေရှုခရစ်တော်ရဲ့မင်္ဂလာပွဲဆိုတာကျွန်တော်နားလည်ရမှာကဒါဟာလူလူချင်းပြုတဲ့ကိလေသာကိုပြောနေခြင်းလုံးဝလုံးဝမဟုတ်ပါဘူး ျွန်တော်လောကအမြင်ထဲကလေမယားစနစ်ကိုလုံးဝပြောနေတာမဟုတ်ပါဘူးကျွန်တော်ယောက်ျားလေးတွေကမိမကိုလုံးပြောင်းသွားမှခရစ်တော်ရဲ့မိမဖြစ်သွားမယ်လို့အဲ့လိုမျိုးခံယူမှုလုံးဝလုံးဝမဟုတ်ပါဘူးနောက်ပြီးတော့မှလောကမှာရှိတဲ့အိမ်ထောင်ပြီးလို့ရှိရင်သားသမီးတွေမွေးတဲ့အဲ့လိုမျိုးအိမ်ထောင်အဲ့လိုမျိုးပုံစံကိုပြောနေတာလုံးဝလုံးဝမဟုတ်ပါဘူး။ဘာကိုပြောနေတာလဲခရစ်တော်ရဲ့အလေးပေးခြင်းကိုခံရမယ်ခရစ်တော်ရဲ့တန်ဖိုးထားခြင်းထား ထားပေးခြင်းကိုခံရမယ်ခရစ်တော်နဲ့အတူနေခွင့်ကိုရမယ်အာခရစ်တော်ရဲ့အပိုင်ကျွန်တော်တို့ဟာခရစ်တော်ရဲ့အပိုင်ဖြစ်သွားမယ်ကောင်းကင်တင့်မြေကြီးတင့်မှာဖခင်သခင်နဲ့ထာဝရထာဝရထာဝရကာလတိုင်အောင်အတူတူနေခွင့်ရမယ်အဲ့ဒါကိုပြောတာအဲ့ဒါကိုပြောတာလောကီရဲ့စံချိန်စံနှုန်းနဲ့တင်သွေးနေတဲ့၍တင်လုံးဝမားကုန်လိမ့်မယ် ီမှာပြောတဲ့သခင်ခရစ်တော်ကကျွန်တော်တို့ယူမယ်သခင်ခရစ်တော်ကကျွန်တော်တို့နဲ့မင်္ဂလာဆောင်မယ်ဆိုတာကလောကီရဲ့မင်္ဂလာဆောင်ခြင်းကိုပြောတာမဟုတ်ပါဘူးအိမ်ထောင်ပြုခြင်းကိုလည်းပြောတာမဟုတ်ပါဘူးပုံဆောင်ခြင်းတာဖြစ်ပါတယ်ဗါတယ်လေထပ်ပြောမယ်နော်ပုံဆောင်ခြင်းတာဖြစ်ပါတယ်ဒီရာတွေကိုပုံဆောင်ပြီးမှလင်းနဲ့မရလိုမျိုးဒီဆက်ခြင်းကိုပြောချင်တာเนาะအတူတူနေခြင်းကိုပြောချင်တာတယောက်ကိုတယောက်တန်ဖိုးထားခြင်းကိုပြောချင်တာ လောကီရဲ့ကိလေသာတို့မို့လောကီအမြင်တွေကလင်းနဲ့မရကလေးမွေးချင်းအာတို့မို့ဟိုယောက်ျားလေးတွေကမိန်းကလေးပြောင်းသွားတာလားအာတို့မို့အိမ်ထောင်ပြုတ်ချင်းဟိုတားမြေးစင်ဆက်ဖြစ်သွားချင်းအဲ့ဒါကိုပြောနေတာမဟုတ်ဘူးအဲ့လိုမစင်စားနဲ့အဲ့လိုစင်စားလို့ရှိရင်ကျွန်တော်တို့ဗျာဒိတ်ကျမ်းကို ခံယူမှု လုံးဝလုံးဝလုံးဝလွဲသွားကုန်မယ်လွဲသွားကုန်မယ်အဓိကပြောချင်တာကကျွန်တော်တို့ဒီယေရှုခရစ်တော်ကိုယုံကြည်တဲ့သူဖြစ်တဲ့အတွက်ကြောင့်ယေရှုခရစ်တော်ဒီကျွန်တော်တို့တအားတန်ဖိုးထားတယ်နော်တန်ဖိုးထားတယ် တခင်ရှိခတော့ကျွန်တော်တို့သူ့နဲ့အတူတူနေဖို့ရန်အတွက်လာခေါ်မယ်။ထာဝရအတူနေခွင့်ရမယ်။သူဒီကျွန်တော်တို့ကိုအလေးထားတယ်၊တန်ဖိုးထားတယ်။ကျွန်တော်တို့နဲ့အတူတူနေဖို့ရှိတယ်။သူကျွန်တော်တို့ဟာခရစ်တော်ရဲ့အပိုင်ဖြစ်သွားမယ်။ကောင်းကင်တိမြေကြီးတက်မှာထာဝရနေရမယ်။အဲ့ဒါကိုပြောတာအဲ့ဒါကိုပြောတာ။အဲတော့ဟိုရှင်ပေါလုကကောရိန္သုအသင်းတော်ကိုစာရေးပေးတဲ့အခါမှာဘယ်လိုဖော်ပြလဲဆိုတော့ကျွန်တော်ဖတ်ပြမယ်။ကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး7 အငယ်နှစ်မှာဘလို့ဖော်ပြလဲဆိုတော့အကြောင်းမူကားငါဒီတင်တို့ကိုတီလာနဲ့ပြေဆောင်တော့တတို့သမီးကညာကဲတို့ခရစ်တော်အားဆက်အံ့တော့ငါတင်တို့ကိုလင်တူးနဲ့ထိမ်းများဆောင်နှင်းပြီးတော့ကြောင့်ဖျားသခင်အလိုတော်အတိုင်းစိုးရိမ်တော့စိတ်နဲ့တင်တို့ကိုဆောင်လျှောက်လျက်နေတဲ့ပေါ်လူကအသင်းတော်မှာရှိတဲ့အသင်းသူအသင်းသားတွေကိုစာရေးပေးတဲ့အခါမှာနေတို့ဟာခရစ်တော်ရဲ့ တတို့တမီဖြစ်တယ်နေတို့ဟာခရစ်တော်နဲ့အတူတူမင်္ဂလာဆောင်နှင်းဖို့ရန်ငါကနေတို့အနှင်းပေးထားတာနဲ့တူတယ်ဆိုမှပုံဆောင်ချက်ကိုပေါ်ပြတယ်တတို့တမီကညာကဲတို့သတိထားနော်ဗါလဲကဲတို့ကဲတို့ဆိုတာကအဲ့ဒီအတိုင်းပုံဆောင်မှုကိုပေါ်ပြတာဒါကြောင့်ကျွန်တော်ယုံကြည်သူခရစ်ယာန်တွေအားလုံးအားလုံးဟာသခင်ယေရှုခရစ်တော်ရဲ့တတို့တမီဖြစ်တယ်လို့ပြောလိုက်တဲ့အခါမှာသင်နားလည်ဖို့လိုတယ် တဘောပေါက်ဖို့လိုတယ်ဘာကိုနားလည်ရမလဲဘာကိုတဘောပေါက်ရမလဲလော်ကီစံချိန်စံနှုံးနဲ့လင်နဲ့မရတို့တို့မြီအဲ့ဒီပုံစံကိုပြောတာမဟုတ်ပါဘူးခရစ်တော်ပြောခြင်းနဲ့တမန်ကျမ်းစာကပြောခြင်းနဲ့အရာတို့တို့မြီဆိုတာဒီအလေးပေးခြင်းကိုခံရတယ်တန်ဖိုးထားခြင်းကိုခံရတယ်အာခရစ်တော်နဲ့အတူတူကောင်းကင်တည်မြေကြီးတည်မှာနေခွင့်ရတယ်အာကျွန်တော်တို့ဒီခရစ်တော်ရဲ့အပိုင်ဖြစ်သွားတယ်စာတရက်လက်ကနေလုံးဝထော်ရကနေထော်ရကာလာတိုင်အောင်လွတ်မြောက်ခြင်းခွင့်ကိုရတယ် အဲ့ဒါကိုအဓိကပြောချင်တာဖြစ်တယ်ဆိုမှကျွန်တော်ခွန်အားပေးချင်တယ်ဆိုတော့ကျွန်တော်တက်တာထဲမှာကျွန်တော်တို့ကိုကိုကိုအမြဲတမ်းခွန်အားပေးရမယ်အဲ့ဒါငါဟာခရစ်တော်ရဲ့တတူတမီဖြစ်တယ်လို့ပြောလိုက်တဲ့အခါမှာတရက်တစ်ချိန်ကျရင်ငါဒီသခင်ယေရှုခရစ်တော်နဲ့အတူတူနေရမယ်။သခင်ယေရှုခရစ်တော်ငါကိုငါ့ကိုလာခေါ်မယ်။ဘယ်မှာအတူတူနေရမလဲ။ကောင်းကင်တစ်မြေကြီးတစ်မအိုမနာ မတည်တဲ့နေရာမှာသခင်ယေရှုခရစ်တော်နဲ့အတူတူနေရမယ်ဆိုတာကိုကိုကိုအမြဲတမ်းခွန်အားပေးပါ။ ဒါကျွန်တော်တို့လက်တွေ့အသုံးချခြင်းပဲလောကမှာတက်ရှင်တဲ့အခါမှာအိုချင်းနာချင်းတေချင်းရှိတဲ့အခါမှာကျွန်တော်တို့တအားစိတ်ညစ်လာတယ်စိတ်ပြက်လာတယ်စိတ်မပြက်ပါနဲ့စိတ်မပူပါနဲ့မစိုးရိမ်ပါနဲ့ เนาะဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့လောကမှာဒီအရာတွေကိုကြုံကိုကြုံရမယ်ဒါပေမဲ့တရေကြရင်ကျွန်တော်တို့မအိုမနာမတည်တဲ့နေရာမှာကောင်းကင်ရွှေပြည်မှာခရစ်တော်နဲ့အတူတူထောက်ရနေရမယ်ဆိုတာအမြဲတမ်းမျော်လင့်ထားပါအမြဲတမ်းမျော်လင့်ထားပါ။အိုးလောကမှာကြီးလိုက်တဲ့အခါမှာဟိုမှာစစ်ဖြစ်တန်နေကြရတယ်ဒီမှာစစ်တိုက်တန်နေကြရတယ်ကိုရှိမှဘုံကွဲတယ်ကိုရှိမှလေရင်တွေပြန်နေပြီဘလို့လို့မလဲတခါမှမကြဘူးတဲ့အရာတွေမတွေ့ဘူးတဲ့အရာတွေကိုရှိမှဖြစ်လာပြီအရင်တော့ကဗီဒီယိုထဲမှာပဲတွေ့ဘူးတယ်အခုလက်တွေ့တွေ့နေရပြီလက်တွေ့ကိုကြုံနေရပြီအာဘလို့လို့မလဲ မစိုးရင်ပါနဲ့သခင်ယေရှုခရစ်တော်တင်တဲ့အတူရှိတယ်သခင်ယေရှုခရစ်တော်တင်ကိုတန်ဖိုးထားတယ်အလေးထားတယ်လောကကြီးမှာဒီလိုဖြစ်ပျက်နေတယ်ဆိုပေမဲ့တရေကျိုင်တင်ဘယ်ကိုသွားရမလဲမအိုမနာမသိနော်လုံးဝစစ်မဲ့ဘေးဒဏ်တွေမရှိတဲ့ကောင်းကင်ရွှေပြည်ကိုသွားရမယ်ဆိုမှကျွန်တော်ခွန်အားပေးခြင်းတယ်။ဒါကြောင့်တင်ဒီခရစ်တော်ရဲ့တတုသမီးဖြစ်တယ်။တတုသမီးလို့ပြောလိုက်တဲ့အခါမှာလောကမှာမင်္ဂလာဆောင်တဲ့တတုသားကကိုတတုသမီးကိုအလေးထားလားမထားလား တအားလေးထားတယ်တန်ဖိုးထားလားမထားဘူးလားတအားတန်ဖိုးထားတယ်ဒါကြောင့်ခရစ်တော်ကတင့်ကိုတန်ဖိုးထားတယ်ခရစ်တော်ကတင့်ကိုအလေးထားတယ်ခရစ်တော်ကတင့်ကိုဂယုစိုက်တယ်ဆိုတာကိုကျွန်တော်နားလေစေချင်တာဒါကြောင့်တင့်ကိုတင်အမြဲတမ်းခွန်အားယူပါငါဒီခရစ်တော်ရဲ့ဂယုစိုက်ခြင်းကိုခံရတော်သူဖြစ်တယ်ငါဒီခရစ်တော်ရဲ့တန်ဖိုးထားခြင်းကိုခံရတော်သူဖြစ်တယ်ကွန်မန့်ထဲမှာအဲ့လိုမှတ်သွားကြည့်ပါငါဒီခရစ်တော်ရဲ့တန်ဖိုးထားခြင်းကိုခံရတော်သူဖြစ်တယ်။ငါဒီခရစ်တော်ရဲ့ဂယုစိုက်ခြင်းကိုခံရတော်သူဖြစ်တယ်။ငါဒီခရစ်တော်ရဲ့တဒုသမီးဖြစ်တယ်။ ဟာလေလုယာဘုရားသခင်ကောင်းချီးပေးပါစေအတူတူကဆုတောင်းရအောင်ဂျေဇုတော်ချီးမွမ်းတဲ့ကိုတော့ဒီကနေ့မနက်မှာလဲယုံကြည်သူခရိယန်တိုင်းကျွန်တော်ကျမတို့အားလုံးဟာသခင်ယေရှုခရစ်တော်ရဲ့တို့သူမိကညာဖြစ်တယ်ဆိုတာတမန်ကျင်းစာအဖြစ်ကျွန်တော်တို့ခွန်အားယူခွင့်ရတယ်ဒါဒီပုံဆောင်ချက်ဖြစ်တယ်ဆိုတာလည်းနားလည်ခွင့်ရတယ်တရေကြရင်ကျွန်တော်တို့ဒီခရစ်တော်နဲ့အတူကောင်းကင်ရွှေပြည်မှာမအိုမနာမတည်တဲ့နေရာမှာစစ်မဲ့ဘေးတံမရှိတဲ့နေရာမှာငိမ့်ချမ်းစွာထာဝရမှာထာဝရကာလတိုင်အောင် ျော်ရွှင်ရင်သက်စွာအသက်ရှင်ခွင့်ရမယ်ဆိုတာကိုကျွန်တော်တို့ကိုမျော်လင့်ခြင်းပေးထားတယ်။ဂျေဇုတင်နေဒီမျော်လင့်ခြင်းအားဖြင့်ကျွန်တော်တို့လောကမှာအခက်ခဲပေါင်းစုံကြုံတွေ့တဲ့အခါမှာကြံ့ကြံ့ခံနိုင်ဖို့ရန်ဒီမျော်လင့်ခြင်းကိုပို့ပြီးတော့မှကြီးထွားစေပါမိအကြောင်းမနက်တိုင်းနှုတ်ကပတ်တော်အားဖြင့်ကျွန်တော်တို့အတ္တကိုတာ၍ကြီးထွားစေပါမိကြောင်းယုံကြည်ခြင်းတာ၍ခံခန့်စေပါမိကြောင်းတန်ရှင်းသောဝိညာဉ်တော် မာစားပါမိကြောင်းယေရှုတော်ချီးမွမ်းလဲဆုတောင်းတဲ့အခါမှာ ကေတင်ပန်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါ၏ဖဖေယာအာမင်တယောက်ချင်းစီတိုင်းကိုဖျားရှင်တာပြီးကောင်းချီးပေးပါစေတော့